တော်ပြောမယ်ခင်ဗျားတို့အတွက်ဒီမှာ10မျိုးပါတဲ့ပစ္စည်းတွေရှိတယ်ပစ္စည်းစုံပဲเนาะဒါမြောင်မြတ်ရွာတကုံးမျိုးနဲ့အဲ့တော့တယောက်ချင်းကိုကျွန်တော်မပေးဘူးကိုကကိုဒါကြည့်ချက်ယူလိုက်တော့အပုံလိုက်ကြီးထားခဲ့ပြီအဲ့လိုမျိုးကြီးပေးနေတာကလူချင်းသူချင်းမှာအချိန်ကုန်တယ်အဲ့ဒါကြီးကိုဗီဒီယိုနဲ့ဓာတ်ပုံနဲ့ရိုက်ပြီးတော့တပြေးတာနဲ့ထဲမှာအချိန်ကုန်တယ် ျွန်တော်တို့လည်းအလုပ်တွေအများကြီးလုပ်အောင်ပါခင်ဗျားတို့လည်းမအားဘူးကျွန်တော်လည်းမအားဘူးအကုန်လုံးဒုက္ခရောက်နေကြတာအဲ့တော့အရာကြီးကိုဒီလိုကြီးဒီလိုကြီးပေးပြီးတော့အချိန်နဲ့အကြာကြီးကုန်တာကိုမလိုချင်ဘူးဒီအပုံကြီးကိုခင်ဗျားတို့ယူလိုက်ကြတော့အဲ့တော့ဘယ်နှယောက်တော့40 40ယောက်ဆိုဒီမှာ42ပုံထဲထဲမှာပစ္စည်း10မျိုးပါတယ်တောင်ချင်တောင်ခေါင်းအောင်ခေါင်းဆိုအကောင်းသားနော်ကွန်လိုက်တာနဲ့ဖောင်းလာတဲ့ဟာမျိုးနော်ချင်တောင်ဆိုရင် ဓာတုအိတ်တဲ့သမုံခွဲအဲဒါပြောပဲနော်အဲ့ဒါလေးတွေအကုန်လုံးဗတ်တတာလေးကတော့ခတ်လို့ရတယ်နော်အဲအဲ့ဒါလေးတွေအကုန်လုံးယူလိုက်ကြတော့အလုံးသဘောပေါက်လားဓာတုပြောချင်တာကတလင်းဘိန်းတော့တင်သွားပြီ အားမငယ်နဲ့အားလုံး fighting fighting ်ကုန်ငလာပါလေးစားပါလေအာပြောစရာလေးရှိလို့ကျွန်တော်နေပြည်တော်ကြီးတည်ရောဗျာအမ်ကျေစပါလေတို့60 80တို့40 60 30သိန်းတို့15သိန်းတို့30တဲ့လောက်ပဲတွေ့ရတယ်။အဲတော့နေပြည်တော်ကြီးကိုကြက်ပြေး၎င်းနေနေရရချေတာရှောက်ပြီးတော့ အဲမြို့တွေပြောင်းနေတာဒါဟိုဂျုံကြီးတန်းရွှေစာရေးဆရာတွေရောเนาะနိုင်ငံရေးသမားတွေရောဝိုင်းပြောကြဟို BBC ဘူရိုလည်းပါတယ်လည်းချက်ပြေးချက်ပြေးနေပြီးတော့ကြီးချက်ပြေးနေပြီးတော့ကြီးဒါမှသိန်း30ဘူးမမွယ်ဘူးအခုဘသူကဗမာတွေပဲဗမာမမွယ်ဘူးရှုပ်ချဗမာတွေကဟိုဂျင်းဂျင်းထဲ့တာကိုယုံတာပေါ့เนาะအဲစာရေးဆရာနေဝင်းမြင့်တို့ဗာတို့ ေရောနီအနီအားပေးပေါ့နော်အဲအဲ့ဒီအဲ့ဒီဒါဘယ်သူကယုံလဲဆိုတော့တိယုတ်ကလာယုံနေဗျတိယုတ်ကလာယုံတော့ခဲ့တဲ့သူကအကုန်လုံးဖောက်ဝဲထားတာမဲတာမဟုတ်ဘူးသူတို့ဖောက်ဝဲထားတာတိယုတ်ကလာတွေကြည့်ပဲဝဲတာအခုကြည့်လိုက်ဟာလားအရာဝီလားဆိုရင်အရင်တော့သိန်း20နဲ့ဝယ်တဲ့လူမရှိရအခုကသိန်း1000ကျွဲသိန်း1000ကအောက်ထစ်ပဲသိန်း1000ကျွဲနော်သိန်းတချို့ကဆိုသိန်း2000ကျွဲတန်တယ်သိန်း1000ကျွဲဆိုအတဲဆုံးပဲ ဲ့လိုဖြစ်သွားတယ်သိန်း30ကနေသိန်း1000ငွေဖြစ်သွားဘယ်လောက်ကြာသေးလို့လဲတော့ဘယ်လောက်မကြောက်ဘူးအဲ့ဒါဘသူကခြေဖြောက်အဲ့ဆိုင်ရေးဆရာတွေနိုင်ငံရေးသမားတွေအနီးကျောင်းတွေအဲ့ဒါတွေကအဲဒီအစိုးရလုပ်ပြီးဆိုရင်အကုန်လုံးကပ်ပြည့်ရဲပဲဘယ်ကောင်းယုံတယ်တိုကလားယုံပြီးကြရင်အတိုကလားတွေဟာလောကြီးအုပ်တာပြောပြောသေးတယ်အဲ့တို့ကသိန်း30ဝယ်မလို့မရှိလို့ဝယ်တာဝယ်ပြီးဥထားပါတော့ခုချိန်မှတော့တို့က positive တိုကလောက်ချမ်းသာအောင်တို့ကလုပ်ပြီးလိုက်တာ သူကလုပ်ပြီးလိုက်တာအဲ့နိုင်ငံရေးသမားတွေနဲ့အဲ့ဒီအနီးကျောင်းတွေနဲ့စာရေးဆရာတွေလုပ်ပြီးလိုက်တာအဲ့ဒါပမာတွေကမယုံဘူးကိုသူကဆိုမယုံဘူးသူကယုံတယ်တိ ਉ ကလာယုံတယ်သူတို့ချတာတော့အနာပဲအခုနေပြည်တော်ကြီးဘလောက်တာရလောက်တာရလဲသူချက်ပြေးလို့ဘသူပြောသေးလဲချက်ပြေးမှာတိုးခွေးမှုဝယ်နေကြတယ်နော်အဲ့ဒါကြီးလာပြောတာဟုတ်လေးစားပါ ဟုတ်ကဲ့ကျွန်တော်အခုရောက်ရှိနေတဲ့နေရာကတော့ဒါနေပြီးနေပြီးတော့သဘူတိတိမြို့နယ်ခရီးအင်အားမှာရှိတဲ့ဒါဝန်ထမ်းအရာတစ်ခုပေါ့နော်အဲဝန်ထမ်းအရာတစ်ခုကကျွန်တော်တို့ဒီကဒေသခံတွေပြောပြောပုံအရဆိုတော့အားလုံးပေါင်း၄ဓာတ်ရှိတယ်၄ဓာတ်မှာအားလုံးပြိုကျပြီးတော့အောက်ဆုံးတစ်ထပ်ကတော့ဟိုလုံးဝပြိုကျသွားတာပေါ့နော်အမှမြင်ရတဲ့အတိုင်းပဲဆိုရင်အခုဒီမှာကျွန်တော်ပြောပြမယ်ဒီဟာကဒါအောက်ဆုံးတစ်ထပ်ပေါ့နော်အခုမြင်နေရတာအာဒီကနေကြည့်ကြည့်သွားလို့ရှိရင်ပထမဓာတ်ဒုတိယဓာတ်တတိယဓာတ်သုံးဓာတ်ရှိတယ်အကုန်လုံးကဒါတခါတည်းဝင်နော်ဟိုပြိုကျပျက်စီးသွားပြီးတော့မြင်တဲ့အတိုင်းပဲ အခုဒီအောက်မှာဆိုရင်ဒီမှာကျွန်တော်တို့ဒီပိတ်မိနေတဲ့လူတွေလည်းရှိသေးတယ်ဗျ။ဒါအခုဆိုကျွန်တော်ရောက်နေနေရမှာဆိုရင်ဒါအပုံနဲ့နေပေါ့နော်။ဒါနဲ့တော်တော်တင်းထန်ထန်ကိုရနေတာမျိုးရှိတယ်။ပြီးတော့ဟိုဘက်မှာဆိုရင်ဒါမိသားစုတွေရနေပြီးတော့ဒါသူ့သူ့ရဲ့ဒီတည်ဆုံသွားတဲ့မိသားစုတွေအတွက်ဒီဗုဒ္ဓဘာသာတရားထုံးစံအရာပေါ့နော်။ဒီတက်ပြောက်စွနေပါလိ။ဒီကပ်ပေးနေတာရှိတယ်။ပြီးနေပြီးတော့မှထူးခြားတာတော့အခုချိန်အထိပေါ့နော်။ဒီဝန်ထမ်းတွေကဒီတိုက်တန်းတွေပေါ်မှာပြန်ပြီးတော့နေလို့ထိုင်လို့အဆင်မပြေသေးဘူး။ ဒီစုပြီးတော့ကုသကဘုပ္ပမဖြစ်ပါတယ်။ကျွန်တော်တို့ဒီသားစုရဲ့သူတရားနိုင်အတွက်ကြောက်တော့မကြပါအကေမကြောက်ဆိုလို့ရှိရင်လည်းပုဂ္ဂိုလ်တိတိယနေပြီးတော့ဥစ္စမောင်းဦးနဲ့ဒေါ်ကြီးရဲ့လို့လို့တိုက်တွန်းပြီးတော့ဒီဗတရားနာကြောက်လို့ညှိုးဆော်ပြီးတော့ဘူးပါ။ဒီရောမှာအဲဒီရောဒီရောဒီရော အာတချို့ဆိုလဲဒီလမ်းလမ်းလဲမှာဖြစ်စီတောက်ဒီကားတွေပေါ်မှာဖြစ်စီပေါ့နော်ဒီအာအဆင်ပြေလို့နေထိုင်နေရမျိုးတွေ့ပါတယ်ကဲဆက်ဆက်အစွာရုပ်ဆိုင်တဲ့နေပြီးတော့ကြီးอ่ะအခုဆိုရင်တော့တော်တော်လေးကိုဝိုင်းနေစရာကောင်းတဲ့မြင်ကွင်းမျိုးတွေအမြင်နေရတယ်။အဲပုံမှန်ရုပ်တက်ပြီးတော့အလုပ်လုပ်နေတဲ့လူတွေရှိသလိုရုံးမတင်တဲ့ဝန်ထမ်းတွေလည်းရှိတယ်လို့ကျွန်တော်တို့သိခဲ့ရပါတယ်ခင်ဗျာ။ မနေ့ကပြင်းထန်တဲ့ငလင်လှုပ်ခတ်မှုအတွင်းမှာစစ်တပ်ရုံးဆိုင်ရာနေပြီးတော့လေဆိပ်ကလေကြောင်းထိန်းချုပ်ရေးစင်တာထပ်ပိုင်းကျိုးခဲ့ပြီးကလေးတဝူအပါဝင်သေဆုံးသူ9ဦးရဲ့အမိအစင်းကိုမြန်မာနောင်းကလက်တလော့အတီးပြူထားနိုင်ပြီးတော့အဲ့ဒီနေရာမှာရှိတဲ့သူအလုံးသေဆုံးနိုင်တယ်လို့သိရပါဗျ။မတ်လ28ရက်နေ့မိုးလွဲတနားရီလောက်မှာစကိုင်းနယ်မန္တလေးမြို့အနီးဗဟိုပြူတဲ့ Richter scale 9.8အဆင့်ရှိတဲ့အင်အားပြင်းငလင်လှုပ်ခတ်တာကြောင့်နေပြည်တော်ပြည်ပဆိုင်ရာလေဆိပ်ရဲ့လေယာဉ်တပ်ဆင်းတွေကိုထိန်းချုပ်တဲ့လေကြောင်းထိန်းချုပ်ရေးစင်တာပြိုကျခဲ့တာပါ။ တိတ်ဆုံးသူတွေထဲမှာလေကြောင်းထိန်းချုပ်ရေးစင်တာတာဝန်ခံဖြစ်တဲ့ဦးလေးအောင်ဝန်ထမ်းနေဖြစ်တဲ့အသက်38နှစ်အရွယ်ကိုတော်ထက်ကိုကိုနဲ့2နှစ်အရွယ်တားဖြစ်သူအသက်30ဝန်းကျင်မဟန်နီထွန်းနဲ့အသက်28နှစ်အရွယ်မန်နန်နိုင်မော်တို့ဖြစ်တယ်လို့မြန်မာနောင်ရဲ့သတင်းရှင်းပြနှစ်ဦးကအတည်ပြုပါရယ်စစ်တပ်ရဲ့စစ်ပတ်ဆိုင်ရာလုံခြုံရေးတပ်ဖွဲ့ဝင်တွေအပါအဝင်တခြားတိတ်ဆုံးသူတွေရှိတယ်လို့လည်းဆိုပါရယ်အန်လီနဲ့နေပြီးတော့မှလည်းရင်ဆင်းလို့မရတော့ဘူးဆက်ပစ္စည်းတွေလည်းအလုံးမလုံးတော့ဘူး ေပြီးတော့အခြေအနေကတော်တော်ဆူဆူပဲတာဝါကထပ်ပိုင်ကျိုးကြသွားတာပြိုလဲသွားတော့ကုန်သေးတာတာဝန်ကြတဲ့ဝန်ထမ်းအားလုံးသေတယ်အဲကွန်ထရိုးတာဝါကကွင်းတာဝန်ငယ်နဲ့ဂျန်၃ယောက်ပြီးတော့စစ်ဖက်ဆိုင်ရာနဲ့ဂျန်တဲ့ဌာနကလူတွေလည်းပါတယ်ဒါဒုက္ခတော်ဝင်ပေါ့နော်နေပြည်တော်မှာရှိတဲ့ဒုက္ခတော်ဝင်ကိုလာကြည့်တာပါဗျ အဓိကတော့ဘာလဲဆိုတော့ဒုက္ခတော်ဝင်မှာရှိတဲ့လူတွေတော်တော်များများကသူတို့ရဲ့နေအိမ်တွေကိုစွန့်ခွာနေကြတယ်ဆိုတဲ့သတင်းကြောင့်ပေါ့နော်ကျွန်တော်တို့လာကြည့်တာပါခင်ဗျအဲဒါကဟိုပြောလို့ရှိရင်အခုကျွန်တော်ဒါဒုက္ခတော်ဝင်ထဲကိုဝင်လာပြီပေါ့နော်အဲကျွန်တော်တို့ကြားသိရတဲ့သတင်းအတိုင်းပဲဗျဒုက္ခတော်ဝင်မှာနေတဲ့လူတော်တော်များများပေါ့နော်ဒုက္ခတော်ဝင်ရဲ့အဲဒေသခံတော်တော်များများဟာသူတို့ရဲ့တိုက်ခန်းတွေကိုစွန့်ခွာနေအောင်တွေ့ရတယ်ဗျာနော်တော်များများကာကြီးကားငယ်တွေနဲ့ကျွန်တော်တို့စွန့်ခွာတော့တော့တွေ့ရတယ် ဒါကျွန်တော်တို့ဒါဒုက္ခတော်ဝင်ထဲဝင်လာတာဗျအဲ့တော့ဒုက္ခတော်ဝင်ထဲမှာအခုဆိုရင်လူတော်တော်ရှင်းသွားပြီဗျလူတော်တော်ရှင်းသွားတယ်ဗျအရင်နေ့တွေကဆိုရင်ကျွန်တော်တို့တွေ့ရတာကအဲဒါပြင်မှာလူတွေထွက်ပြီးတော့ရက်နေတာတွေပါတွေ့ရတယ်အခုတော့အားလုံးတွေ့ရတဲ့အချိန်ဒုက္ခတော်ဝင်မှာလူကတော်တော်ရှင်းသွားပြီဗျပြီးခဲ့တဲ့တပတ်ဒီလိုအချိန်လောက်အထိကိုဒါဒုက္ခတော်ဝင်ကတိုက်ခန်းနေရမြင်းကြီးတက်က3500လောက်တန်တယ်အပေါ်တက်က3500လောက်တန်တယ် အခုတော့မြင်းကြီးတက်ကိုတော့မှ10သိန်းလာပေးမဲ့လူမရှိတော့ဘူးဗျာเนาะအဲ့လောက်အထိကိုဈေးတွေကပုံလေးဖြစ်သွားမှဒါအားလုံးကြည့်ပါဗျာဒါတော့ဒါဆိုရင်မှလူတွေပြောင်းရွှေ့နေကြတော့ဗျာเนาะဒါဒါသူတို့ရဲ့အတိုက်ခန်းတွေကိုနာစုခွာနေကြတာကိုကျွန်တော်တို့ဒါဒါ3ထားမိတယ်ဒါအားလုံးကတွေ့ရတဲ့အတိုင်းပဲเนาะသူတို့တိုက်ခန်းတွေကတော်တော်များများပါမကြီးဟိုပစ္စည်းတွေဟုတ်ကဲ့ငါပစ္စည်းတွေအကုန်လုံးเนาะရွှေ့ပြီးတော့တော်တော်များများစုခွာနေကြတယ်သူတို့ရဲ့ This was the moment the earthquake hit, 12:51 p.m. local time. We'd been filming with Myanmar's deputy minister of information as the building rocked, everyone roof okay. tiles falling in, and everyone raced to get outside. <laughs> တာပဲနေတိုင်းအေးစစ်လေးနေနေလေးလေးနေနေလေး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 ကောင်းပါလေလေးလေးလေးကောင်းပါလေစိတ်ချနိုင်ပြီးပြီးကောင်းတာပဲလိုအပ်ရင်ယူလိုက်အောင် တယ်ရင်ပြီးတာပဲနေတိုင်းအေးစိတ်လေးနေနေလေးရောလွယ်နေမယ်ဘယ်လဲလေးလဲကောင်းပါတယ်စိတ်ချင်တယ်ရင်ပြီးပြီးကောင်းတာပဲလို့အရင်ယူလိုက်အောင်နေနေလေးရောလွယ်နေလေဘယ်လဲလေးလဲကောင်းတာပဲစိတ်ချင်တယ်ရင်ပြီးအေးစိတ်နေတိုင်းဘဝကောင်းဆုံးဟဲ့ ာလေးရှောင်းချင်တွေ့စိတ်ချတဲ့ယူကြည့်ရလဲဒီရက်ကြီးအေးစလေး ုံမမမမမမဟုတ်တာတော့ကြိတ်ပါဘုံ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 တယောက်ချင်းကိုတော့မလေးဘူးကိုကကိုလာတိကျကြီးလိုက်တော့အဲ့လိုမျိုးကြီးတွေ့နေတာကချိန်ကုန်တယ်အဲ့ဒါကြီးကိုဗီဒီယိုနဲ့အပုံကြီးကြိုက်ပြောရတာအချိန်ကုန်တယ်ကျွန်တော်တို့လည်းအတုတ်တွေအများကြီးလောက်အောင်ပါခင်ဗျားတို့လည်းမအားဘူး